ဒီမဲခင်၈ပန်းဆိုတာပေးတပေါင်းသူတော်ကောင်းတို့အလုံးရဲ့စိတ်ထဲမှာလိမ္မာပိသာကြွန့်ကျင်ပိသာလို့ဥယျင်ထင်ပါလေနံပါတ်၁တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပအလုံးရတယ်နော်တမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝတမ္မာဝယမတမ္မာတတိတမ္မာတမာတိဒီနေရာမှာဥရှင်တို့မဲခင်၈ပန်းကို တိရသမารီပညာအားဖြင့်ခွဲခြားမယ်ဆိုရင်လည်းပိဋကပေါင်းသရဘောင်းတို့အလုံးခွဲခြားတတ်ပြီးသားဖြစ်မယ်ထင်ပါတယ်။တမာဒိဋ္ဌိနဲ့တမာသင်္ကပ္ပမှန်ကန်သောအမြင်နဲ့မှန်ကန်သောအကြံအစီအဲ့ဒါဒီပညာမဲ့ခင်နှစ်ပါးနောက်တမာဝါစာတမာကမ္မန္တတမာအာဇီဝဆိုတဲ့မှန်ကန်တဲ့အပြုံးမှန်ကန်တဲ့အလုပ်မှန်ကန်သောအသက်မွေးဝမ်းကြောင်းမှုဆိုတာကတိလမဲ့ခင်၃ပါးနောက်ပြီးတော့ တမ္မာဝါယမတမ္မာတတိတမ္မာတမာတိဆိုရဲမဂ်ကင်၃ပါးကတော့တမာတိမဂ်ကင်၃ပါးဒီနေရာမှာပိဋကပေါင်းတော်အောင်လို့ဦးရှင်ရာကဒီမဂ်ကင်၈ပါးထဲမှာတမာဒိဋ္ဌိမဂ်ကင်ဒီအရေးအကြီးဆုံးမဂ်ကင်ဖြစ်တယ်ဆိုတဲ့အချက်အဲ့ဒါကိုဦးရှင်တို့မဂ္ဂတန်ယုတ်ပါဠိတော်များမှာလည်းပဲ တမဋိဋ္ဌိရှိနေတဲ့ပုဂ္ဂိုလ်ဒီတမသင်္ကပ္ပဆိုရဲမှန်ကန်တဲ့အကျံအစီတွေကိုတိုးတက်စေတယ်မြန်ပြစေတယ်လို့မြတ်စွာဘုရားကိုယ်တိုင်ဟောထားဒါကိုအကြောင်းပြုပြီးတော့မင်းကုန်းစတော်ကြီးကလည်းပဲမဂ်ကင်ရှိပါတဲ့မှာတမဋိဋ္ဌိမဂ်ကင်ဒီအရေးအကြီးဆုံးနဲ့အဓိကအကြံဆုံးမဂ်ကင်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုဥပမာနဲ့တကွပြောတယ်ယထာတွဲကြီးရှစ်တွဲမှာခေါင်းတွဲသည်အဓိကကြတယ်တဲ့ ခေါင်းတွဲကိုသာပုံမှန်ခုံမောင်းနေမယ်ဆိုရင်နောက်တဲခုနှစ်တဲဟာအလိုလိုနောက်ကလိုက်လာမယ်တစုံတစ်ခုသောအကြောင်းအကြောင်းခေါင်းတွဲကပြက်လို့ချွေရင်းလို့ရက်နေမယ်ဆိုရင်တော့နောက်တွဲတွေကလည်းနေရာကရွှေ့မှာမဟုတ်ဘူးဆိုပြီးတော့တမာဒိဋ္ဌိမဲ့ခင်ရဲ့အရေးပါဘူးအဲ့တော့တမာဒိဋ္ဌိဆိုတာဘိသက်ပေါင်းသူတော်ဟောင်းတို့အလုံးသိကြပြီသားတမာဆိုတာကမှန်ကန်တဲ့ဒိဋ္ဌိဆိုတာကအမြင်မှန်ကန်တဲ့အမြင်ပေါ့ ဲ့ဒီတမာဒိဋ္ဌိတရားဟာဥစဉ်တို့သောတော်ကပြောခဲ့တဲ့ဗောဓိပက္ခိယတရားတွေထဲမှာဓမ္မဝိဇ္ဇာတန်ဖိုးရှင်တို့ပုဇင်တရားလဲဆိုရင်ဒါဓမ္မဝိဇ္ဇာတန်ဖိုးရှင်တိမဂ်ကင်အနေနဲ့ပြောမယ်ဆိုရင်တမာဒိဋ္ဌိအိန္ဒြေအနေနဲ့ပြောမယ်ဆိုရင်ပင်ကြိန်တရေဘူအနေနဲ့ပြောမယ်ဆိုရင်ပညာပလံဟောပေတတို့အလုံးဆက်ဆက်ပြီးတော့တွေးတတ်မယ်ထင်ပါတယ်နော်အေးဒါတမာဒိဋ္ဌိ ဒီနေရာမှာဘယ်တည်းမှမမပါသေးတဲ့မဂ်ကင်၈ပါးထဲမှာပဲပါတဲ့တမာသင်္ကပ္ပ။ဟောတမာသင်္ကပ္ပဆိုတာမှန်ကန်တဲ့အတွေးအကြံတရားကိုကောက်ရင်ဝိတ္တဆိုတာရတယ်။အဲ့ဒီတမာသင်္ကပ္ပဆိုတဲ့အတွေးမှအကြံမှန်က၃မျိုးရှိတယ်တဲ့။အဲ့ဒါဘာလဲဆိုတော့နိခမသင်္ကပ္ပထွမြောက်မှုနဲ့ပတ်သက်ပြီးတော့တွေးတဲ့အတွေးဒီဘဝဒီခန္ဓာဒီတန်တရားကို ထောင်လို့သဘောထားပြီးတော့ထောင်ကျနေတဲ့ပုံကိုယ်လေးဟာဒီထောင်ထဲမှာစိတ်ဝင်စားဖို့ထောင်ကလွတ်ဖို့ပဲစိတ်ဝင်စားတယ်။လောင်ကျိုင်ထဲရောက်နေတဲ့ငှက်ဟာလောင်ကျိုက်ကိုစိတ်ဝင်စားတယ်ဆိုရင်လည်းဒီထဲကလွတ်မြောက်ဖို့အတွက်သူစိတ်ဝင်စားတာပဲဖြစ်မယ်။သူလွတ်ချင်တယ်ဆိုတဲ့အတွေ့အပေါ့။အဲ့ဒါလိုပဲဒါတွေဟာအကျဉ်းအကျက်တွေမလွတ်မလပ်ဖြစ်မှုတွေဒီထဲကနေပြီးတော့ထွတ်မြောက်သွားနိုင်မှတကယ်ချမ်းသာတဲ့ချမ်းသာမှန်ကိုရမယ်လို့ ထွမြောက်မှုနဲ့ပတ်သက်ပြီးတော့တွေးတဲ့အတွေ့ပေါ့နိခမဝိတ္တနိခမသင်္ကပ။နောက်ပြီးတော့ဦးဇင်းတို့အပြာပါဒသင်္ကပ။မပျက်စီးစေလိုတဲ့စိတ်နဲ့ဆက်ရှင်ပြီးတော့တွေးတဲ့အတွေ့ဒေါသရဲ့ဆန့်ကျင်ဘက်ပေါ့။တေကိုကောက်ရင်တော့မေတ္တာ။နောက်မေတ္တာတရားမပျက်စီးစေခြင်းဘူးကောင်းစေခြင်းနဲ့ချမ်းသာစေခြင်းနဲ့။နောက်အဝိဟိန္တာသင်္ကပ။မနှင်းစေလိုတဲ့စိတ်ဒုက္ခမရောက်စေခြင်း